ျမတို့မြန်မာမျိုးသမီးတွေဟာအမျိုးသားနဲ့နေတဲ့အကြောင်းကိုတခြားလူတယောက် even eddie lu ကဆရာဝန်ဆိုရင်တောင်မှဖွင့်ဟမေးမြန်းဖို့အတော်အလွန်ရှက်တက်ကြပါတယ်။ဒါပေမဲ့လည်းကျမရဲ့မြန်မာဦးကြီးဒေါက်တာ Facebook chat box မှာ အမျိုးသားနဲ့နေပြီးကစားမှာမိမကိုအတွင်ပိုင်းကဒါမှမဟုတ်ရင်ဘိုက်အောင်ပိုင်းကအဲ့လိုနာကျင်တာမျိုးကိုစိုးရင်ရလားဆိုပြီးမေးတယ်မေးခွန်းလေးတွေကတော့ မကြာခဏသလိုအဆိုးသလိုတွေ့ရှိရတတ်ပါတယ်။အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေ့မှဘယ်အတိုင်းနာအဖြစ်ပုံမှန်မဲလဲဘယ်အတိုင်းနာအဖြစ်တော့ဆရာမနဲ့အိုဂျီနဲ့ပြဖို့လိုတယ်လဲဆိုတာကိုရှင်းလင်းပြောပြမှာဖြစ်ပါတယ်။ကျွန်မနာမည်ကတော့ဒေါက်တာမျိုးနန္ဒာပါ။ကျွန်မကတော့ယခုလက်ရှိ UK နိုင်ငံကသားဖွားနေမိရဲ့အတိုင်းငံအထူးကူဆရာဝန်ကြီးတယောက်ဖြစ်ပါတယ်။အဲ့တော့ အဲ့ဒါတွေကိုသိဖို့ဆိုရင်နော်ဘယ်ဟာဟာပုံမှန်မဲလဲဘယ်အလောက်ကပုံမှန်မဟုတ်ဘူးလဲဆိုတာသိဖို့ဆိုရင်ထုံးစံအတိုင်းအမျိုးသမီးကိုတွင်အင်ကအစိပ်ပိုင်းတွေကိုသိချာသိဖို့လိုပါတယ်အဲ့တော့အမျိုးသမီးတွေရဲ့တင်ပစုံကွင်းရှိမယ်တင်ပစုံရိုးပေါ့နော်အဲ့တော့တင်ပစုံရိုးကွင်းထဲမှာအမျိုးသမီးကိုတွင်အင်ကလည်းရှိမယ်အဲ့တော့တကယ်လို့များကျွန်အမျိုးသမီးတယောက်ကကျမလိုဟိုဘက်ကိုလှည့်နေတယ်ဆိုရင် ီလိုတဲ့တဲ့အပေါ်အာနေပြီးအောက်ချက်ချလိုက်လို့ရှိရင်ကျမတို့ကိုခန္ဓာတော်တွင်မှာဒီလိုမြင်ရပါလိမ့်မယ်ကိုခန္ဓာအတွင်းမှာပေါ့နော်ဒီလိုမြင်ရပါလိမ့်မယ်အဲ့တော့ဒီမှာက byte ပေါ့နော် byte abdominal wall byte ရှိမယ်ပြီးရင်ဒီနေရာကဘာလဲဆိုတော့အမ်စီကုံယိုစီကုံယို ပြီးတဲ့အခါကျတော့ဒီမှာကစီးကုံရိုးအနောက်မှာဒါကဘာလဲဆိုတော့ CA ပြီးတော့မှဒါစီးထွက်တဲ့နေရာယူရီထရာလို့ခေါ်တဲ့စီလန်းကြောင်ပေါ့နော်စီလန်းကြောင်အောက်ကနေစီးရင်ကနေစီးထွက်တဲ့ပြွန် ပြီးတော့အဲ့ဒီအနောက်မှာတအိမ်တအိမ်လေးရဒီမှာတွေ့တဲ့အတိုင်းပဲဒီမှာတွေ့တဲ့အတိုင်းပဲအဲ့လိုအရှိကိုငိုင်းငိုင်လေးဖြစ်ချင်းလဲဖြစ်မယ်အလဲကောင်မှာထိုးထိုးထောင်ထောင်ဖြစ်ချင်းလဲဖြစ်မယ်တစ်ခါတစ်ခါအနောက်ကိုငိုင်းနေတာမျိုးလည်းရှိတယ်အကုန်လုံးကဒါပုံမှန်ပဲเนาะအဲ့တော့တအိမ်မှာအဲ့လိုအမျိုးမျိုးရှိနိုင်တယ်ပြီးတော့မှဟောဒီနေရာလေးကတအိမ်ကောင်ပြီးတော့မှဒီအထဲနေရာလေးကဒါအမျိုးသမီး vagina လို့ခေါ်တယ်ကိုတွင်းအမျိုးသမီးကိုတွင်းအင်္ဂါတစ်ခုပေါ့เนาะ vagina ယောနီလို့ပမာလို့ခေါ်မယ်ထင်တယ် ။ပြီးတော့မှအနောက်မှာဦးလန်းချောင်းနဲ့ဒါကဝန်းထွက်တဲ့နေရာပေါ့နော်။ဝန်းလန်းချောင်းဆိုပြီးတော့ကျမတို့ကိုကန်နာတဲ့အနောက်ဘက်ကတော့ဒါတင်ပစုံရိုးနဲ့အနောက်ကတင်ပစုံပေါ့နော်။အဲ့တော့ကျမတို့ကိုကန်နာတဲ့မှာဒီလိုရှိမယ်။အဲ့တော့အမျိုးသားနဲ့နေတဲ့အမျိုးသားအင်္ဂါဝင်လာတဲ့ဆိုတာကဟောဒီအလေကဒီမွေးလမ်းကြောင်းပေါ့နော်ဒီ vagina ထဲမှာအမျိုးသားရဲ့အင်္ဂါဝင်တာဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့အဲ့ဒီနားမှာရှိတဲ့အထူးသဖြင့်ဒီ တအိမ်တအိမ်နဲ့လည်းအတော်နီးကပ်တယ်လို့เนาะအစီအိမ်နဲ့လည်းနီးကပ်တာပေါ့เนาะအဲဝန်လန်းကြောင့်နဲ့ကတ်တယ်ဆိုပေမဲ့လို့ဝန်လန်းကြောင့်ဆိုတာက तू က freely လှုပ်ရှားနေတဲ့ဟာမျိုးအများစုအားဖြင့်ဒီလိုဟိုဟာပေါ့เนาะ rectum ကလွဲလို့ဒီအောက်ပိုင်းကနေလဲလို့ကြံတဲ့အပိုင်းကတော့ तू က mobile ဖြစ်တယ်ပေါ့เนาะလှုပ်ရှားလှုပ်ရှားရွေ့ရှားနေတာဖြစ်တဲ့အတွက်ကြောင့်မသူ့ကိုတော့တိတ်ပြီးတော့ထိခိုက်မိပေါ့ကအလိုရှားပါပါတယ်เนาะ အဲ့တော့ဒါကဒါဒီဟာရဲ့သဘာဝကိုပြောပြတာပေါ့နော်အဲ့တော့နောက်တစ်ခုပြန်ကြည့်ရမှာဗာလဲဆိုတော့တအိမ်ကိုပြန်ကြည့်ရမှာပေါ့နော်တအိမ်ကိုပြန်ကြည့်လိုက်တဲ့အခါမှာတအိမ်ကကြွက်သားနဲ့လှုပ်ထားတဲ့အင်္ဂါတစ်ခုအဲ့တော့ကြွက်သားတို့ရဲ့သဘာဝအရာတအိမ်ကဘာဖြစ်တတ်တယ်လဲဆိုတော့ကြုံနေနော်ဆန့်နေညစ်တယ် နော်အဲ့တော့တအိမ်ကျုံနဲ့တအိမ်ညစ်တယ်ဆိုတာကခလေးမွေးတဲ့အချိန်မှာတော့ဖြစ်တယ်ဆိုတာလူတို့လူအတိုင်းကသိထားပြီးသားပဲဒါပေမဲ့အဲ့ဒီကျုံချင်းဆန့်ချင်းညစ်ချင်းဆိုတဲ့တအိမ်ရဲ့လုပ်ငန်းကခလေးမွေးတဲ့အချိန်မှာတည်းမဟုတ်ပဲねဒမတာလာတဲ့အချိန်မှာယာယီသွေးစင်းလို့ညစ်တာမျိုးရှိသလိုတခါတလေကျတော့တအိမ်တွင်းထဲသတိသားပစ္စည်းလေးထည့်ပြီးကစားမှလည်းအဲ့လိုမျိုးညစ်တတ်တယ်ပါလို့လေဆိုတော့တအိမ်ရဲ့သဘောတရားကသူ့အထဲကိုတခုခုရောက်လာရင်အထူးသဖြင့် foreign body ပေါ့နော် သူသူ့နဲ့ family မဖြစ်တဲ့တနည်းအားဖြင့် तू အထာမကြတဲ့ပစ္စည်းတစ်ခုသူ့ရဲ့ကိုခန္ဓာတွေကမဟုတ်တဲ့ပစ္စည်းတစ်ခုကိုဝင်လာတယ်ဆိုရင်ဒါဟာသစိမ်းဆိုတဲ့သဘောမျိုးနဲ့ तू ဟာညှက်ထုတ်တတ်တဲ့အလေရှိတယ်။ဒါကြောင့်မို့တအိမ်အတွင်းရဲ့ကိုသတိတားတဲ့အနည်းနဲ့ပစ္စည်းထဲတဲ့အခါမျိုးမှာအစောပိုင်းမှာတအိမ်ကသူ့နဲ့အထာမကြသေးခင် तू မရင်းနှီးသေးသခင်ပေါ့ကွယ်။အဲ့လိုအခါမျိုးမှာ तू ဟာနည်းနည်း try to uh push it out ပေါ့နော်။အဲ့လိုညှက် ဲ့အတွက်ကြောင့်မလို့အဲ့ဒီလိုအစောပိုင်းမှာနာရာမျိုးလေးခန်းစားရတတ်တယ်။အဲအကြိုက်ခဲပျောက်စီးလေးပါလေလိုတတ်တယ်။ဒါတွေကသဘာဝပဲ။နော်အဲ့တော့အဲ့လိုအချိန်မျိုးမှာလဲကျွန်မပြောချင်တာတအိမ်ဆိုတဲ့သဘောကအဲ့လိုအချိန်မျိုးတွေမှာလဲညစ်တက်တယ်အဲ့တော့အမျိုးသားနဲ့နေတဲ့အခါ နော်အမျိုးသားနဲ့နေတဲ့အခါကျတော့ခုနကကျမပြောသွားတဲ့အတိုင်းပဲနော်အမျိုးသားရဲ့အင်ကာတန်ကဒီထဲဝင်လာတဲ့အခါမှာတအိမ်ရဲ့ဒီ position တအိမ်အနေထားပေါ်မှာမဟုတ်တီးပြီးတော့တခါတလေတအိမ်ကိုထိမိခိုက်မိတာမျိုးရှိရယ်ကိုဒီအနေတဲ့အနေထားပေါ်မှာလည်းမူတည်တယ်လို့တအိမ်ရဲ့အနေထားပေါ်မှာလည်းမူတည်တယ်နေတဲ့အခြေအနေပေါ်မှာလည်းမူတည်တယ်အဲ့ဒါကြောင့်မို့တခါတလေမှာနာကျင်မှုလေးတွေခံစားရနိုင်တယ်အဲ့ဒါကတော့ပုံမှန်ပဲအဲ နောက်အခြေအနေတစ်ခုကတော့ပါလဲဆိုတော့အမျိုးသားနဲ့နေတဲ့အချိန်မှာ female orgasm လို့ခေါ်တဲ့အမျိုးသမီးရဲ့ဆန္ဒပြင်းမြောက်မှုပေါ့နော်ဆန္ဒပြင်းမြောက်မှုကိုခံစားရတဲ့အခါမှာလေ တအိမ်ကြွက်သားတွေဟာကြုံချင်းဖြစ်တတ်တယ်ကြုံချင်းဆန့်ချင်းဖြစ်တတ်တယ်ပေါ့နော်အဓိကတအိမ်ကြွက်သားတွေညှစ်တတ်တယ်အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မို့လဲအဲ့ဒါနာတာမျိုးခံစားရတတ်တယ်အဲ့တော့ဒါကပုံမှန်ပဲအဲ့တော့ဒါဆိုရင် ပုံမှန်ဟာဘယ်လောက်လဲဆရာမရယ်ဆိုရင်ပုံမှန်မှာအဲ့ဒီလိုမျိုးနာတာဟာ ရအအမျိုးသားနဲ့နေတဲ့အချိန်တော်တွင်မှာနည်းနည်းပပနာတာမျိုးရှိသလိုနေပြီးသွားတဲ့အချိန်ထိလည်းဆက်နာနေနိုင်တယ်။ဒါပေမဲ့အကြာကြီးဆိုးဆိုးရွားရွားနာလေးမရှိဘူး။နာရီပိုင်းလောက်ပဲနာပြီးတော့တက်တာသွားတာမျိုးဖြစ်ကြတာများတယ်။အလွန်ဆုံးတချို့အမျိုးသမီးတွေမှာ pain killers ပေါ့နော်။အခိုက်ခဲပျောက်စေလိုတယ်ဆိုရင်လည်းတိတ်ပြီးရောများများဆာဆာတောက်စရာမလိုတစ်ခါလောက်တောက်ပြီးရင်တက်တာသွားတာမျိုးပေါ့နော်။အဲ့ဒါဆိုရင်တော့ပုံမှန်ပဲ။ ဟုတ်ပြီအဲ့လိုမှမဟုတ်ပဲနဲ့နော်အမျိုးသားနဲ့နေတာကိုဆက်မနေနိုင်လောက်အောင်နာလို့ရက်လိုက်ရတာမျိုးနော်အဲ့တော့တနည်းအားဖြင့်အမျိုးသားနဲ့နေလို့မရအောင်နာတာမျိုးအဲတချို့ကြတော့ပထမပိုင်းမှာတော့ဒီလောက်မနာပါပဲတဖြည်းတဲ့တဖြည်းပေါ့နော်တစ်ခါတည်းတစ်ခါပူပူဆိုးလာတာမျိုးအမြဲတမ်းအမျိုးသားနဲ့နေတိုင်းနာနေတာမျိုး ဒါမှမဟုတ်ရင်အဲ့ဒီနာရာအပြင်တခြားဟာတွေရှိလာတာမျိုးတခြားလက္ခဏာတွေရှိလာတာမျိုးဘလို့ဟာမျိုးလဲဆိုတော့အမျိုးသားနဲ့နေပြီးတိုင်းသွေးဆင်းတာဒါမှမဟုတ်ရင်ပုံမှန်မဟုတ်တဲ့အဖြူတွေဆင်းတာအနက်မကောင်းတဲ့အရေးတွေဆင်းတာဖြားတာနာရာစီးကျင်တာစီးအောင်တာပေါ့နော်ဒီလိုယောဂလက္ခဏာမျိုးတွေနဲ့တွဲလာပြီးဆိုရင်တော့နော်ပိုးဝင်တာလားဒါမှမဟုတ်ရင်တခြားဆိုးရင်ရတဲ့အကျိတ်အလုံးတွေရှိနေတာလားပုံမှန်မဟုတ်တဲ့ cells တွေနဲ့ရှိနေပြီလားဆိုတာကိုစစ်ဆေးကြည့်ဖို့လိုအပ်တာဖြစ် ြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့လိုလက္ခဏာမျိုးတွေရှိပြီးဆိုရင်တော့တားဖွားမိရဲ့အထူးကုနဲ့ပြတာတိုင်ပင်ဆွေးနွေးတင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။မေးကျွန်းနဲ့မေးခွန်းလေးတွေရှိရင်မြန်မာ OG Doctor Facebook Page comment ကတော့လကောင်း um youtube channel ကနေတော့လောလောကမေးထားလို့ရပါတယ်တဦးတယောက်ချင်းကို မဖြေပေးနိုင်ခဲ့ရင်တော့မှအမေးများတဲ့မေးခွန်းလေးတွေကိုဒီလိုပဲ စုပြီးတော့စာနဲ့တော်လကောင်ဗီဒီယိုလေးတွေနဲ့တော်လကောင်ဖြည့်ပေးသွားဖို့ကျွန်မကြိုးစားပါမယ်